အားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာခေတ္တမှပြန်လဲကျဆွလိုက်ပါရှင်ပရိသတ်တွေအတွက်ခရကောက်တင်ဆက်ပေးမယ့်ပရင်ချောင်းတွေကတော့စက်ကောင်စီရဲ့လေတပ်အရာရှိတွေ ပြစ်ခတ်ခံရပြီးတိတ်ဆုံးမှုဖြစ်ပွားခဲ့တဲ့ဆိုတဲ့တဲ့တွေပဲဖြစ်ပါရယ်မန္တလေးတိုင်းဒေသပေါင်တာမြို့နယ်မှာအကြံဖက်စကောင်စီရဲ့လေတပ်အရာရှိဗိုလ်ကြီးတဦးနဲ့တပတ်ဖြစ်သူကိုပြစ်တွလွတ်လပ်ရေးတမတော် PNA အမှတ်835တပွဲအနောက်မြောက်စစ်တပ်ကပြစ်ခတ်ရှင်းလင်းခဲ့ပြီးတနက်တနက်တိုက်စီရရှိခဲ့တယ်လို့သိရပါဗျ ပြည်သူတွေကိုနှိမ့်စင်ပုံကျဲတက်ဖြတ်နေတဲ့အကြံဖက်လေသမားဗိုလ်ကြီးနဲ့သူ့တပတ်ကိုလက်ဖက်ရည်တောင်းနေစဉ်ဖြစ်ပြစ်ခတ်ပြီးတော့ရှင်းနေခဲ့ပြီး MA5 MK1 တနက်တနက်ကိုတိုင်စီရရှိခဲ့တယ်လို့ပြည်သူလူမျိုးရေးတမရော PNA ကလည်းသတင်းထုတ်ပြန်ထားတယ်ဖြစ်ပါတယ်ဆလဘီရောရှန်ကုန်တိုင်းတန်နေမြို့နယ်ချမ်းပင်ကုန်းရပ်ကွက်ချမ်းပင်ကုန်းလမ်းမှာရှိတဲ့လေတက်အရာရှိနေအိမ်တွင်ဒုတိယပူကြီးလေတက်အရာရှိအပါဝင် လေတက်အရာရှိငယ်နှုတ်ဦးလည်းပြစ်ခတ်ခံရပြီးတိုက်ဆုံသွားကြောင်းသိရှိရပါသည် ဆိုင်ကယ်စီးနင်းလာတဲ့တနတ်သမားများကလာရောက်ပြစ်ခတ်ခဲ့ခြင်းဖြစ်ပြီးအခင်းဖြစ်ပွားခဲ့တဲ့အနေအားတွင်ဒုတိယလေတပ်အရာကြီးပုံမူကြီးနဲ့လေတပ်အရာရှိငယ်နှစ်ဦးတိုက်ဆုံသွားခဲ့ကြောင်းတရရမြစ်ကပြောဆိုထားလည်းဖြစ်ပါရယ်ရင်ပြစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာစစ်ကောင်စစ်တပ်များကအတိုင်းကိတအဝိုင်းကနေစတင်ပြီးတရားထိတ်တွင်စစ်ဆင်မှုများပြုလုပ်နေပြီးစစ်ကောင်စစ်တပ်များလိုင်းကားပေါ်သို့ဝင်ရောက်စစ်ဆင်မှုများလည်းရှိနေကြောင်းတပ်နေဒေတာခန့်တို့လည်းပြောဆိုထားဖြစ်ပါရယ်။ အကြောင်းရဲ့တက်ဆက်ပေးမှုကိုကျွန်မပဲကြားနာကိုပြောပါရှင်။အပင်နာဆင်မှုအတွေ့အထွေချစ်ဆွတင်ရှိပါလိမ့်ရှင်။